သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့မေလ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရက်ခန့်အပ်ပါတယ်ခင်ဗျာပထမအဦးဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဖဲကုံနဲ့ညောင်ရွှေအဆက်မှာရှိတဲ့ကြေးရွာများကိုဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကို drone နဲ့ဘုံကျဲတိုက်ခိုက်မှုဘုံမှုတအူးနဲ့ PNO တမှုတအူးအပါအဝင်၅ဦးသိမ်းဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်နဲ့ဖေကုံမြို့နယ်အဆက်မှာရှိတဲ့ကြေးရွာများကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာဗိုလ်မှူးတအူးနဲ့ PNU တမှုတအူးအပါအဝင်၅ဦးသေဆုံးသွားကြောင်း PSP Drone Force 1006တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မေလ6ရက်နေ့ကစပြီးဖေကုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်ထိစပ်ရလွယ်လုံရွာဆန့်ဆွဲရွာ ဆန့်လေရွာတို့ဘက်ကိုအကြံဖတ်စစ်ကောင်စီတပ်ကအင်အား600ခန့်နဲ့စစ်ကြောင်းထိုးကဝင်ရောက်လာပြီးတော့အဲ့ဒီစစ်ကြောင်းကို PNO ပြည်သူ့စစ်ရဲ့ဥဆောင်ညွှန်ကြားမှုနဲ့တက်လာခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုစစ်ကြောင်းထိုးလာတဲ့အကြံဖတ်စစ်ကောင်စီတပ်သားများနဲ့ PNO ပြည်သူ့စစ်ပူးပေါင်းစစ်ကြောင်းကို PSP Drone Force 1006နဲ့ Falcon Wings ပူးပေါင်း drone တပ်ဖွဲ့ကပူးပေါင်းပြီးဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်အကြံဖတ်စစ်ကောင်စီတပ်မှဗိုလ်မှူးတအုပ်နဲ့ပီအန်တို့ပြည်သူစစ်မှဥဆောင်ညွန်ကြားသူတပ်မှူးတအုပ်အပအဝင်၅ဦးသေဆုံးသွားကြောင်းသိရှိရပါတယ်။ဖဲခုံမြို့နယ်နဲ့ညောင်ရွှေမြို့နယ်အဆက်ဒေသတွင်စစ်ရေးအခြေအနေတက်မှလျက်ရှိနေပြီးစစ်ကောင်စီတပ်မှပြည်သူများကိုမတရားဖမ်းဆီး၍စေခိုင်းခြင်းနဲ့ပြည်သူနေအိမ်များကိုမိရှို့ဖျက်ဆီးခြင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဘူတိတောင်မြို့သိမ်းတနစ်ပြည့်မှာစစ်တုံးပန်းမိသားစုဝင်300ကျော်ကိုအေးအေးပြန်လွတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ဗုဒ္ဓတောင်မြို့သိမ်းတနစ်ပြည့်အဖြစ်ယမန်နေ့မေလ18ရက်နေ့မှာစစ်တုံးပံမိသားစုဝင်300ကျော်ကိုအာရခတပ်တော် AA ကပြန်လွတ်ပေးပြီးလွတ်ငင်းခွင့်ပေးလိုက်ကြောင်းရခိုင်စစ်ရေးတရင်အရင်မြများထံကနေသိရှိရပါတယ်။ကလင်းငယ်နဲ့အမျိုးသမီးများအပါအဝင်အိမ်အောင်စု209စုမှလူဦးရေ314ဦးကိုပြန်လွတ်ပေးခြင်းဖြစ်တယ်လို့တရင်အရင်မြတဦးကပြောပါတယ်။ဗုဒ္ဓတောင်ကိုသိမ်းတာတနစ်ပြည့်ပြီလေ။တုံးပန်းတွေရောတုံးပန်းမိသားစုဝင်တွေကိုပါတပ်တော်ကဥပဒေအတိုင်းထိမ့်သိမ်းကင်တွယ်ခဲ့တာပါ။ တုံပန်းမိသားစုဝင်တွေကိုလှုပ်ပေးမှုတွေဇက်တိုက်ရှိလာပါလိမ့်မယ်လို့၎င်းကဆိုပါတယ်။ဘူးတီတောင်မြို့ကို AA က2024ခုနှစ်မေလ18ရက်နေ့မှာတင်ယူခဲ့ခြင်းဖြစ်ပြီးမြို့သိမ်းတိုက်ပွဲဟာ AA အတွက်အလွန်ခက်ခဲခဲ့ပါတယ်။ဘူးတီတောင်မြို့အခြေစိုက်အမှတ်15စစ်စင်ရေးကွက်ကဲမှုဌာနချုပ်စက္ကခါမှုဗိုလ်မှူးချုပ်တူရင်ထွန်းကမွတ်စလင်များကိုလက်နက်တပ်ဆင်ပေးပြီးဒေသခံများရဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးခိုင်းပြီးလူမျိုးရေးအဓိကယုံဖြစ်အောင်ဖန်တီးခဲ့တယ်လို့ဒေသခံတရင်အရင်မြင့်များကဆိုပါတယ်။အဲ့ဒီအခြေအနေကို AA ထင်းချုံနိုင်ခဲ့ပြီ မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေစဉ်ဒေသခံများနဲ့နိုင်ငံတကာကိုအသိပေးတဲ့ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။စီရီအုပ်ချုပ်ရေးနိုင်ငံတကာတန်တမာရေးအပအဝင်အဖက်ဖက်မှရှုံနေနေတဲ့စစ်ကောင်စီကရှုံမဲမဲပြီးနိုင်ငံတကာလူအခွင့်အရေးစံချိန်စံညွန့်များနဲ့လုံးဝတွေးဖက်ဆန့်ကျင်တဲ့လုပ်ရက်လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်တဲ့လုပ်ရက်များကျူးလွန်နေကြောင်း ဘူးတီတောင်မောင်တော်စစ်တွေကြောက်ဖြူမြို့နယ်မြမမွတ်စလင်များ RSO ARSA ARD နဲ့အကြမ်းဖက်လို့တဲ့အစွန်းရောက်မွတ်စလင်လူငယ်အကြီးအတွက်အများအပြားကိုစစ်တင်နှမ်းများပေးပြီးလက်နက်တပ်ဆင်ခြင်းလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲများအတွင်အုံပြူခြင်းအပြင်လူမျိုးရေးဘာသာရေးအတိတ်ကယုံဖြစ်ပွားစေရန်နီးလမ်းမျိုးစုံလှုပ်ဆောင်နေကြောင်းသတိပေးခဲ့ပါတယ် ARSA RSO ARD အစွန်းရောက်အကြမ်းဖက်လက်နက်ကင်တပ်ဖွဲ့ဝင်များဟာအယက်သားပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းပြန်ပေးဆွဲခြင်းတို့ဇက်တိုက်ကျူးလွန်သလို စစ်ကောင်စီနဲ့ပူရဲစီရေလှှရှားကတိုက်ခိုက်နေကြောင်းအသိပေးခဲ့ပါတယ်။အစွန်းရောက်အကြမ်းဖက်လက်နက်ကင်တပ်ဖွဲ့များရဲ့အကြမ်းဖက်အန္တရာယ်မှာအာရခဒေတာတွင်မှသာမကဘင်္ဂလားဒေ့ရှ်နဲ့အာရခနယ်စပ်နှစ်ဖက်မှာနေထိုင်ကြတဲ့ပြည်သူများအတွက်ပါများစွာစိုးရိမ်စရာကောင်းတဲ့စိန်ခေါ်မှုအသစ်ဖြစ်လာတယ်လို့ဒေတာတွင်ငင်းကြမ်းရေးတည်ငြိမ်ရေးပြည်သူလုံခြုံရေးတို့ကိုစိန်ခေါ်လျက်ရှိတယ်လို့သတိပေးခဲ့ပါတယ်။ဘူဒီတောင်မြို့ကိုမေလ18ရက်နေ့မှာအေအေကထိန်းချုပ်ခဲ့ပြီးနောက်ထွက်ပြေးသွားတဲ့ဗိုလ်မှူးချုပ်တူရိန်ထွန်းကိုမောင်တော်မြို့သိမ်းတိုက်ပွဲမှာအေအေကဖမ်းဆီးရမိခဲ့ပါတယ်။ ဒါအပြင် AA ဟာမင်းမြမျိုးတိန်တိုက်ပွဲအတွင်းဖန်စီထားတဲ့စစ်တုံးဘက်မိသားစုဝင်226ဦးကိုလည်းမေလ16ရက်နေ့ကပြန်လွတ်ပေးခဲ့ပါတယ်။ဒါကြောင့်၃ရက်အတွင်းစစ်တုံးဘက်မိသားစုဝင်900ကျော်ကို AA ကပြန်လွတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ AA ဟာရခိုင်ပြည်နယ်မှာစစ်တွေကြောက်ပြုံးတဲ့မန်အောင်မြို့မှာလွဲပြီးကြံမြို့များကိုတိန်ယူထားပါတယ်။မျိုးတိမ့်တိုက်ပွဲများမှာအေအေကထောင်နဲ့ချီတဲ့စစ်တုံးပန်းများအပြင်စစ်ကောင်စီထိတ်တန့်အရာရှိများအဖြစ်ဗိုလ်မှူးချုပ်၄ဦးကိုဖမ်းဆီးရမိထားပါတယ် အမတ်ဆန်ကစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ55စကခမှုဘုံမှုချုပ်တူရင်ထွန်းအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှုဘုံမှုချုပ်တောင်းထွန်းတိုင်းဦးစီးချုပ်ဘုံမှုချုပ်ကြောကြောတန်းနဲ့စကခကိုတက်မှမှုဘုံမှုချုပ်ဇော်မင်းထွန်းကိုအေအေကဖမ်းဆီးရမိထားပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဖားကန့်ကိုရောက်ဖို့စစ်ကောင်စီအင်အားတထောင်ခန့်တုံးပြီးအသေးခံရှေ့တိုးနေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ကချင်ပြည်နယ်ဖားကံမြို့နယ်အတွင်းကိုစစ်ကောင်စီကအင်အားထောင်ချီတုံးပြီးစစ်ကြောင်းချီတက်လာရမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းသိရှိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာယနေ့မေလ16ရက်နေ့နံနက်ပိုင်းကတဒားညီနောင်ကြေးရွာအထိရောက်ရှိလာပြီးတိုက်ပွဲပြင်းထန်နေကြောင်းဒေသခံတရင်အင်းမြင့်များထံကနေသိရှိရပါတယ်။မနေ့ကတည်းကနိုင်ရားကိုကြော်ပြီးတဒားညီနောင်ဘက်စစ်တပ်ကရောက်လာတာတိုက်ပွဲပြင်းထန်ပါတယ်လို့ကချင်စစ်ရေးတရင်အင်းမြင့်က AR Time ကိုပြောပါတယ်။ စစ်ကောင်စီကပြီးခဲ့တဲ့မေလ15ရက်နေ့ကတည်းကနန်ယာရွာအတွင်းလက်နက်ကြီးများပစ်ခတ်ဝင်ရောက်ကနေအိမ်များအတွင်းဝင်ရောက်ပြီးပစ္စည်းများကိုခိုးယူသွားကြကြောင်းသိရှိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ24ရက်နေ့ကလည်းဖားကန့်ကားမိုင်းလမ်းပေါ်မှာရှိတဲ့ကြေးရွာများမှာဒေသခံများစစ်ဘေးတင်းရှောင်နေကြရကြောင်းသတင်းရင်းမြစ်များထံကနေသိရှိရပါတယ်။ စစ်ကောင်စီဟာအင်းတော်ကြီးဖားကန့်လန်ဖားကန့်ကာမိုင်းလန်ဖားကန့်ဆယ်စင်တာမကန်လန်တို့မှစစ်ကြောင်း၃ကြောင်းခွဲပြီးဝင်ရောက်လာခြင်းဖြစ်ကယခုတရားညီနောင်အထိရောက်ရန်အတွက်စစ်ကောင်စီဘက်မှအင်အားအများအပြားဆုံးရှုံးပြီးမှခြိတက်လာနိုင်ခြင်းဖြစ်ကြောင်းဒေသခံများထံကနေသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့ M4K စစ်တပ်စခန်းကို KNL ပူးပေါင်းတပ်များကစတင်တိုက်ခိုက်နေပြီးပြည်သူတရားဝန်းကျင်ထိုင်းနိုင်ငံဘက်ကိုစစ်ဘေးတိမ်းရှောင်ရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့မော်ဖိုးကီစစ်တပ်စခန်းကို KNL ပူးပေါင်းတပ်များကစတင်တိုက်ခိုက်နေပြီးပြည်သူတရားဝန်ကျင်ထိုင်းနိုင်ငံဘက်ကိုစစ်ဘေးတင်းရှောင်နေရကြောင်းထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။ယနေ့မေလ16ရက်နေ့နံနက်ပိုင်းမှစတင်ပြီးစစ်ကောင်စီတပ်ရဲ့မော်ဖိုးကီစစ်စခန်းကို KNL KNTO ပူးပေါင်းတပ်များကစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးဒရုန်းများနဲ့ဘုံများကျဲချလျက်ရှိကြောင်းထိုင်းစစ်တပ်ကနေဆက်တလျှောက်မှအခြေအနေကိုစောင့်ကြည့်လျက်ရှိကြောင်းသိရှိရပါတယ်။ မြန်မာဘက်အချမ်းမှာတိုက်ပွဲများစတင်ဖြစ်ပွားနေချိန်ပြည်သူတရားဝန်ကျင်မှာတောင်ရင်မြစ်ကိုဖျက်ကူးပြီးထိုင်းနိုင်ငံဘက်ကိုစစ်ဘေးတိမ်းရှောင်လာကြောင်းအဆိုပါစစ်ဘေးဒုက္ခသည်များကိုထိုင်းစစ်တပ်နဲ့ဒေသအာဏာပိုင်များကကူညီထားကြောင်းသိရှိရပါတယ်။မေလ15ရက်နေ့မှာထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့မေလစစ်တပ်စခန်းကိုသိမ်းပိုက်ပြီးနောက်မေလ16ရက်နေ့မှာမော်ဖိုးကီစစ်တပ်စခန်းကို KNU ကစတင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ KNU ကမတ်လ April လနဲ့ယခုမေလအတွင်းထဲမှာထိုင်းမြန်မာနယ်စပ်အနီးမှာစစ်ကောင်စီရဲ့ပူလူတူခလေဒီတခေါပီကွိမော်ဖာတူစကန်တာလေစကန်နဲ့မေလစကန်များကိုစက်တိုက်တိုက်ခိုက်သိမ်းပိုက်ယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အင်ကပူကွင်းကောက်အခြေဆိုင်တတကငါးအနီတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကစစ်ကူဇက်တိုက်ပို့နေရဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အေယာဝတီတိုင်းအင်ကပူမြို့နယ်အတွင်းထဲမှာစစ်ကောင်စီနဲ့တော်လိုင်းရင်ပူပေါင်းတပ်များတိုက်တွေ့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရှိရပါတယ်။ ်အင်ကပူအခြေဆိုင်ဓမ္မတော်တန်းမြင့်လေးကျင်ရေးကျောင်းတတကငါအနီးမှာရှိတဲ့ဗန်ပွေးကုံတဝိုက်မှာနှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်းသိရှိရပါတယ်။ဓမ္မတော်လေးကျင်ရေးကျောင်းနာကတ်လာပြီးစစ်တပ်ကစစ်ကူရော့လေးကျောင်းကနေရော့တိုက်နေတဲ့တော်လန်ရေးတပ်တွေကရှေ့ကိုပိုရောက်လာတယ်လို့ဒေတာတွင်သတင်းအရင်းမြစ်က AIR Time ကိုပြောပါတယ်။စစ်ကောင်စီကတတကငါအတွင်းမှစစ်ကိုဇက်တိုက်ပုတ်လွတ်နေပေမဲ့တော်လန်ရေးတပ်များကရှေ့တိုးလာကြောင်းသတင်းအရင်းမြစ်များထံကနေသိရှိရပါတယ်။ စစ်ကောင်စီဟာပြီးခဲ့တဲ့မေလ15ရက်နေ့ကတည်းကတတကငါအနီးကိုစက်တက်လေရီးများနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပြီးလေးမျက်နှာမြို့နယ်မှာရှိတဲ့ချင်းကိုက်ကွင်းအင်ကပူမှာရှိတဲ့ဘယ်ပြားကုန်းစာစီကုန်းကွင်းကြီးရွာများကိုယမန်နေ့မေလ18ရက်နေ့မှာစစ်ကောင်စီကဝိုင်တွဲလေရင်နဲ့လေကြောင်းတိုက်ခိုက်မှု18ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်စစ်ကောင်စီဟာဗန်ပွေးကုန်းကြေးရွာအတွင်းဘက်တွင်သာထိတွေ့မှုရှိနေပေမဲ့စည်ရေးပြစ်မှတ်မဟုတ်တဲ့ကြေးရွာများကိုပါလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ကြောက်ဖြူအခြေဆိုင်တက်ရင်းများထဲမှာနကနာပွဲပြုတ်လို့ပြီးအေးအေးချရှုံးပါစေရစ်စုခိုင်းကရရရချီချောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီအခြေဆိုင်တက်ရင်းများမှာကြောက်ဖြူမြို့နယ်မှာနံမဲကြီးနတ်များကိုပင့်ဖိတ်ပြီးနကနာပွဲပြုတ်လို့ကအေးအေးချရှုံးပါစေရစ်စုခိုင်းပြီးရရရချီမှုပြုတ်လို့ခဲ့ကြောင်းတရင်ရရှိပါတယ်။စစ်တပ်မိသားစုများနဲ့ရင်းနှီးတဲ့ကြောက်ဖြူဒေသခံတအုပ်က ဒီလ15ရက်နေ့မနက်ပိုင်းမှာကြောက်ပြူမြို့နယ်အတွင်းကရှိသမျှနတ်တွေပေါ့နော်ကျွန်းရှင်မြို့ရှင်ကအစနယ်မကြီးနတ်တွေကိုပင့်ဖိတ်ပြီးငကနာပွဲလုပ်တယ်အေအေကိုကြာရှုံးပါစေဆိုပြီးတံမြိုင်ဆူချရတယ်လို့သိရတယ်ကြောက်ပြူကနတ်တွေကိုတိုင်တယ်ပြီးသူတို့ကိုကာကွယ်ပေးပါစောင့်ရှောက်ပေးပါဆူတောင်းကြတယ်လို့ပြောပါတယ်၎င်းရရချေမှုအလုပ်ကိုကြောက်ဖြူမြို့နယ်တစ်ပုတ်တောင်အခြေဆိုင်ဒညဝတိရေတပ်ဌာနချုပ်မှအကြီးအကဲဆိုသူရဲ့ညွှန်ကြားမှုနဲ့လုပ်တယ်လို့သိရှိရပါတယ် ပင့်ဖိတ်တဲ့နတ်များထဲမှာငါးစရိုင်းကမ်းမှနာမည်ကြီးကြောက်တောင်အဖိုးရှင်အဖိုးကြီးကြောက်ဖြူအရှင်မှနတ်ကြောက်အရှင်မှနောင်တော်ကြီးနောင်တော်ချီမြို့ချောင်းကျွန်းအရှင်စသည်တို့ပါဝင်တယ်လို့ဆိုပါတယ်။မနေ့ပိုင်းမှာတက်ရင်တွေမှာနတ်ပွဲတင်တယ်။နတ်တွေကိုဖယ်ပြီးနကနာပွဲလုပ်တယ်။ည7:00နာရီ7:00နာရီလောက်မှအေးအေးကြရှုံးပါစေ။မြမတက်မတော်အောင်ပါစေဆိုပြီးဗျိုင်းသူဆိုရတယ်။ပြီးမှရရရချီတဲ့ပစ္စည်းတွေကိုမြေမြုပ်တာတို့စွန့်ပစ်တာတို့လုပ်ရတယ်လို့ပြောပါတယ်။ ကြောက်ဖြူမြို့နယ်မှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာပြင်းထန်နေပြီးစစ်ကောင်စီဘက်မှအကြအဆုံနဲ့ထွက်ပြေးမှုများနေ၍ယခုလိုနကနာပွဲလောက်ကရရရာချေချင်းဖြစ်တယ်လို့ဆိုပါတယ်စစ်ကောင်စီဟာကြောက်ဖြူမှာဖြစ်ပွားနေတဲ့တိုက်ပွဲများအတွင်လက်နက်အသစ်လူအင်အားအသစ်များနဲ့အတူဒရုန်းများစက်တက်လေဒီများနဲ့အင်အားဖြည့်တိုက်ခိုက်နေပေမဲ့အရခတ်တပ်တော် AA ကိုမရှင်နိုင်ပဲအကြအဆုံနဲ့ထွက်ပြေးမှုများပြားနေကြောင်းမြေပြင်ဒေသခံများရဲ့ပြောကြားချက်အရသိရှိရပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုစုံတီနားဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေနောက်ထပ်ပြည်ရင်းပြည်ပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ